ခနိချိဝပန်တန်နာဂျပန်ဘာသာအထူးလေ့ကျင့်သင်ကြားရေးကျောင်းရဲ့ထရိနာတူဖြစ်တဲ့မေဇာလူလင်ဖြစ်ပါတယ်။ဒီကနေ့မှာတော့ Keigo လို့ဆိုတဲ့တစ်ဖက်သားကိုအယူအသေးပြုပြီးတော့တစ်ဖက်သားကိုမြင့်ပြီးတော့သုံးတဲ့အသုံးနှုန်းလေးရဲ့ထူးခြားတဲ့သုံးပုံသုံးလေးတစ်ခုကိုပြောပြချင်လို့ဖြစ်ပါတယ်။ပထမဆုံးကလင်မယားနှစ်ယောက်စကားပြောဟန်လေးကစကြမယ်။နေနဲ့မယားတင့်မြင့်နေတဲ့အချိန်ခမင်းကျက်ပြီး ဲあ့တောあ့အမျိုးသမီးလုတ်တဲ့သူကအမျိုးသားလုတ်တご飯できたわよ。早くおいで。たかしさん、ご飯ができました。どうぞお召し上がりください。 ဆိုတော့သူကမသိမြတ်နေတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ K go ဖြစ်သွားတယ်ဒါကိုကျွန်မကဘာလို့ပြောချင်တာလဲဆိုတော့ဒါ K ကိုအကြောင်းကျွန်မတော်တော်များများအရင်တုန်းကလည်းတင်ဘူးတယ်တစ်ဖက်သားကအယူသေးပြုတ်တယ်တစ်ဖက်သားကမြင့်ပြီးပြောတယ်ဦးစားပေးပြောတဲ့အချိန်မှာ K ကို သုံးတယ်လို့ပြောထားတယ်ဒါပေမဲ့တစ်ဖက်သားနဲ့ကိုနဲ့ပေါ့နော်နင်းနဲ့ကလည်းမရင်းနေဘူးတစိမ့်တွေပါလို့ပြောချင်တဲ့အခါမှာလေ K ကိုသုံးတယ်ဆိုတာကို ပြောပြခြင်းလို့ဖြစ်ပါတယ်။ဖက်သားနဲ့ကိုနဲ့မရင်းနှီးပါဘူးပေါ့နော်။နည်းနည်းခက်တန်းတန်းလေးနေခြင်းနဲ့ပေါ့။ခက်တန်းတန်းလေးနေခြင်းနာကိုဂျပန်လိုကျူရီကိုအိုကိတိုက်လို့ပြောတယ်။အဲ့လိုမျိုးကျူရီကိုအိုကိတိုက်တူကီကေကိုစကောင်းတယ်စမီလာဆာ။လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်တခြားပြင်ပကပေါ့နော်။သူတွေပဲဖြစ်ဖြစ်ကို့ကိုနားကြီးဖို့ကောင်းလောက်အောင်နော်။အထူးသဖြင့်ဂျပန်ထီးတွေပေါ့နော်ရှိတတ်တယ်။ ငါနဲ့အတူတူညနေစာစားမလားတော့ငါနဲ့အတူတူရုပ်ရှင်ကြည့်မလားတော့အဲ့လိုမျိုးပြောတဲ့အခါမှာကိုကငင်းတဲ့အခါမှာကျမတို့ဒါလေးတော့သိမယ်ထင်တယ် kick codes ရပါတယ်တော်ပါပြီမလိုပါဘူးဆိုတဲ့အတုံတုံလေးအဲ့ဒါကိုပို့ပြီးတော့ curiosity အဲ့ခတဲ့နေနေနေချင်တယ်ပေါ့နော်ဆိုတဲ့အချိန်မျိုးမှာ kick codes တဲ့ dest ပို့ပြီးရင်ကျေးသွားတဲ့ဒေကိုဆိုင်မတ်စ်လေးကိုသုံးပြီးတော့ kick code ဒေကိုဆိုင်မတ်စ်ဆိုလို့ရှိရင်နင်းနေတာနဲ့မရင်းနေဘူးနော်လုံးဝပဲမရင်းနေဘူးနော်ဆိုတော့ ပုံစံမျိုးဖြစ်လို့သွားသွားစေပါလေလူမျိုးလေးလည်းရှိတတ်တယ်ကိုယ့်ရဲ့နေရက်လိပ်စာအတင်းကျပ်မေးတယ်ဆိုတော့မိန်းကလေးတူအနေနဲ့အထာယောက်ျားလေးပဲဖြစ်ဖြစ်ပေါ့နော်ဂျပန်ဆိုတာအမျိုးမျိုးသောမှုကြီးနေရှိတတ်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့နေရက်လိပ်စာကိုတစ်ဖက်သားကိုမပြောပြတာအကောင်းဆုံးပဲအဲ့လိုအချိန်မျိုးမှာပေါ့နော်နင်းနဲ့ငါနဲ့မရင်းနှီးကျင်ပါဘူးနင်းကိုခ ्यू ဒီကိုအခတိုင်းခတ်တန်းတန်းလေးနေကျင်နေဆိုတော့ပုံစံမျိုးလေးပေါ်အောင်ပုံစံမျိုးလေးပေါ်အောင်ခေးကိုလေးကိုတုံးပြီးတော့ရ 詳細はちょっと申し上げられないんですが、池袋の方です。クナーで捕びろ。တစ်ဖက်သားကိုနတ်နဲ့လုံးဝကိုတစိမ့်ပါလုံးဝကိုရင်းနှီးမှုမရှိပါဘူးဆိုတဲ့ပုံစံမျိုးပေါက်ချင်လို့ချင်းတော့ death နေရာမှာ death ကိုဆိုင် mask တွေကိုကျွန်တော်တို့ကထည့်ပြီးတော့ show side ပါちょっと申し上げられないんですが池袋の方でございます ဆိုလို့ရှိရင်တော့နည်းနည်းကနဲ့ဒီဇိန်းတော့လုံးဝပတ်သက်မှုမရှိဘူးနော်လုံးဝဒီဇိန်းဆိုတာကိုပညာသားပါပါနဲ့ကဖက်သားကိုထိထိရောက်ရောက်ပြောလို့ရတဲ့နည်းလမ်းလေးဖြစ်ပါတယ်။မျက်နှာစာမှတ်ထားနော် K ကိုဆိုတာအဲအိုက်တနီ K を表したい時だけじゃなくあの距離を置きたいっていう気持ちを表したい時も敬語を使うんです。で、ディグネ表示なあ、どれだろうばべ、撤びろ、他のビデオでもね。 对价吧，我没。